Yeah. 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 ဒီကညမနေ့ကပြီးခဲ့တဲ့ဟာကဒါလေးပြီးခဲ့တယ်ဆိုတော့စေတ္တလက္ခဏာစေတ္တပိုင်းကိုအချင်းချင်းအပြည့်ဖော်ပြတဲ့အခါမှာပိန်တ္ထလို့ခေါ်တယ်စာလို့ဆိုရနော်ပိန်တ္ထလို့ခေါ်တာအပေါင်းအမိနဲ့ချင်းချုပ်ပြတဲ့ဟာပေါ့ဒီစေတ္တကတော့မာလူပြတယ်ဆိုတော့အပေါင်းအမိနဲ့ချင်းချုပ်ပြတဲ့အချက်၄ချက်ရှိတယ်ဟုတ်လားဘာလို့ဆိုတော့စေတ္တလက္ခဏာ၄ပါးကိုပြမယ်စေတ္တလက္ခဏာ၄ပါးပြီးရင် ။ဒါဒီ၃မျိုးနဲ့စေတသိက်တွေကိုပြမယ်။ဒါကြီးအစု၃မျိုးပေါ့နော်။ဉာဏ်ဓမ္မကျေလေးကဒဇု၊ဘွာကဒဇုဆိုတော့ဒါဒီ၃မျိုးနဲ့နော်။ပါတယ်ဟမ်ဟိုရတော့ဟောအေးပြန်ပြည့်ချင်နော်ကြာကြာအေးမမဟုတ်လည်းပြန်ပြန်ချွဲပါအဲ့လိုတော့ပြန်ရနော်အေးအဲ့လိုစေတသိက်၄ပါးကိုစေတသိက်ပိုင်းရဲ့အခန်းကဏ္ဍကြီးဒီမှာ အပေါင်းအနေနဲ့ပြရတော့ပေါ့ဒီမြောက်ပြီးတော့စူတရိပန်းကိုအချင်းချုံပြီးတော့ပြတဲ့အရာလေးမျိုးပေါ့နော်စူတရိပန်းကိုချင်းကြော်အပ်ပြီးဖွဲ့ဖော်ပြလိုက်ကြမှာလည်းတော့ဟုတ်ကဲ့ဒီလက္ခဏာလေးပါပြရတယ်အစူသုံးစုနဲ့စေစေတရားတွေကိုပြရတယ်နောက်ပြီးတော့ကံပြောကမျိုးပြရတယ်ရင်္ဂါမျိုးကိုပြရတယ်ဆိုတာလေးကိုပါပါတယ်အဲ့ဒါလေးတွေမှတ်ပါเนาะနောက်အဲ့ဒါလေးတွေကြာပါပြီးပါတော့စေတရိလက္ခဏာ၄ပါးကိုပြတဲ့အခါမှာဒီဘုပ္ပါဒပြီးတော့ ေကောပါရတကူတဲ့မိရင်ဆင်းပြီးပါလဲနဲ့ဘာကြောင့်ဧကနိရောဓတဲ့အလိုက်ဧကလံပနာတဲ့ဧကဝိသုဒ္ဓကတို့ကိုဆက်ပြီးတော့ဆိုးရလဲကြလာလို့အဲ့ဒါလေးတွေကိုမြေယာပါမုန်နေတော့ကပြောခဲ့တယ်နော်အဲ့ဒါလေးကိုမှဒါမင်းရပြောခဲ့တဲ့ဟာကအမှတ်စရာလေးကဲဒီနေ့တော့အပြေသွားကြရအောင်တော့တော့ကြတယ်တို့စေတရိလက္ခဏာ၄ပါးပြီးတဲ့နောက်မှာအစုသုံးစုလာရမယ်ပေါ့နော်စေတရိသုံးစုစေတရိစေတရိဒီအစုသုံးစုအညာသမန်းစေတရိအုပ်စုတွေအရင်ဆုံးလာမှာပြသွားကြအောင်ကထံ ဗတ္တိသရူပကာရမေတထေသူသမယတာပုစ္ဆာသာယံဘုဒ္ဓနာတေအာရမတံဘောဂိတမနောအာရမေဘုဒ္ဓနာကာရိနေဝဘဝတ္တိသာသနာဘောဂိအဘိလာဘဒကာတိနံ ပဒန္တတာပရဒ္ဒခေလုံးပါရာဒီယဓာတ်ချက်ပဲဟောဒီရရဟောလိုက်အဲ့ဒီမှာပထမဆုံးစေတလေးပန်းကိုဆိုတော့ကထံထတ်တော့ဝေဒနာဟိစရပါကထံဆိုတဲ့စကားလေးပါတယ်နော်စေတလေးပန်းရဲ့ပါဠိလိုကြတယ်မှာကထံထတ်တော့ဝေဒနာတင်ညာစေနာစသည်ကြတယ်အဲ့အဲ့ဒီမှာကထံဆိုတဲ့စကားလေးကဘာပြောတာတုန်းကတော့ကထံဒီကထံဆိုတဲ့ပု္ပ္ပာလေးဟာတရူပတံပြောဂါကာရဏံ 52ပါသောတယုတ်ရှင်ဘုံဟလိုက်ရှင်ဘုံပါတော့ရှင်ဘုံချင်းရာတို့ကိုတဖြည်းတုက္ကမတာပု္ပ္ပစာရှင်ချင်းကအလိုရှိသည့်အဖြစ်ကိုပြတော်ဥစာကြီးဒီညမှာတော့မေးမေးခြင်းလို့ဟုတ်လားဟိုဖြည်ခြင်းလို့မို့မေးပြတဲ့ပု္ပ္ပစာမျိုးပါလို့ဒီပု္ပ္ပစာကတော့အာစေတေဘိုင်းကဘယ်လိုစေတေကြီးကဘယ်လိုရှင်ရတယ်လဲစေတေမျိုးသားကြီးကဘာလဲဆိုတာကို ျော်ပြော့ပြခြင်းမျိုးလေးတဲ့ပုံစံမျိုးဒီမှာပထံကလူမျိုးပုံစံလေးပါဟုတ်လားကဲနောက်ဘာလို့ဆိုတော့ဖတ်တာရဲ့ဒီလိုပြရတဲ့ကုသတိတိဖတ်တော်ဖတ်တာရဲ့သဘောအာယုံကိုတွေ့ထိတဲ့သဘောဒီဖတ်တာမိဒါဖတ်တာရဲ့ဒိဋ္ဌိပဲเนาะကုသတိတိဖတ်တော်အာယုံကိုတွေ့ထိတဲ့သောကြောင့်ဖတ်တာလို့ခေါ်တယ်သူ့ရဲ့လက္ခဏာပါဆိုတော့သွားရင်ကုသနာလက္ခဏာတွေ့ထိရင်လက္ခဏာရှိပါတယ်ဒါတို့ရှိပါအနောက်နောက်ပိုင်းကလေးတကယ်ဖတ်တာ အဲဒီတော့တွေ့ကြည့်တဲ့ဘောတို့ပြက်ခဲ့တယ်မလားအဲ့ဒါဒီလူလူပဲကုသနာလက္ခဏာဆိုတာအတူတူပဲเนาะအဲဖတ်တာရဲ့လက္ခဏာကိုရေးပြသမှာပြင်အာယုံကိုတွေ့ကြည့်တဲ့လက္ခဏာရှိပါသည်လူလူပဲเนาะနောက်အယံဤအယံဤအရူပဓမ္မောပြီးအယံဤဖတ်တာလေးဟာအရူပဓမ္မောအရူပတရားနန္တရားသည်တမန်တော်ပြီးဖြစ်ပါတော်လူနန္တရားဖြစ်နေပါလျက်နဲ့အာရမဏိအာယုံ၌ကုသနာကာရီနေဝတွေ့ထီတော်အချင်းရာဖြစ်တာလည်းဘုဒ္ဓတိဖြစ်၏ ဒီဥစ္စာလေးကနန်တရားဖြစ်နေပြီမဲ့လို့အာယုန်ဒီပေါ်မှာတွေးကြည့်တော့ချင်းရအောင်လည်းဖြစ်တယ်ပေါ့ဟုတ်လားတွေးကြည့်တဲ့သဘောလေးနဲ့ပဲဖြစ်တယ်တဲ့ဘလိုမျိုးလို့ဆိုတာသာသတ္တပုဒနာကာရပုဒ်ဒီတဲ့သူ့ရဲ့တွေးကြည့်ပေါ်ကြဒီလိုမျိုးလက်ကြီးတွေနဲ့တွေးကြည့်လို့ကြည့်လို့ရတာပါညာနဲ့ဥပ္ပထင်မှာဆိုလို့ပြောဖြတ်ပြီးတော့ပြမှာเนาะသာသတ္တစဇဝံအတ္တထုဘာလဲတော့အတ္တထုဖတ္တဤသာသထုတွေးကြည့်ခြင်းဆိုတာလေပုဒ္ဒသာသပုဒနာကာရပုဒ်ဒီ ထိုထီချင်းဟူသောအချင်းရာအဖြစ်ဖြစ်ခြင်းကိုအမ်ဘီလာခါရကန်ဒီနန်မတော်ဟိရှင်သောအရာတာကို စာခြင်းစရှိသူတို့ကို ပတ်တန်တတ်တာမြင်သောပရဒတာသူတို့ဘာဤခေလုတ်ပါဒာဒီဝိယဇရွေးကို ဖြစ်စေခြင်းကဲ့သို့ဓာတ်ထပ်ပါမှတ်ထား၏တော့ ठी ပြည်တည်သောအချင်းရာဖြစ်ဖြစ်တယ်ဆိုတာကိုလက်တွေနဲ့တို့လို့ ठी လို့ဒိုလာဒီလိုလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးတဲ့ခလိုက် သူကနန်တရားဆိုနေတွေ့ရှိတဲ့သဘောတော့လက္ခဏာရှိတယ်ဒါပေမဲ့တွေ့ရှိတဲ့လက္ခဏာသဘောဆိုတော့じゃနန်တရားဆိုတော့လက်နဲ့စုပ်ကံပြလို့မရဘူးလေဟုတ်လားစုပ်ကံပြလို့မရတော့じゃလက်နဲ့ထိလို့မထိရတာလေအဲ့လိုမျိုးတော့မဟုတ်ဘူးတဲ့သူ့ရဲ့တွေ့ထိတဲ့အချင်းရာလေးတွေ့ထိတဲ့လက္ခဏာရဲ့သဘောလေးရကြတော့တဲ့ဘာနဲ့ဆိုတော့အချင်းစားတာကိုမြင်တဲ့ပုဂ္ဂိုလ်ကြီးတွေ့သမျိုးလုံးဖြစ်လို့ပဲဟုတ်လားတွေ့ထိထားတော့တံမြာကြီးကိုရှိမှစားနေတယ် ဒါဘယ်လိုရတော့ဟာဖြစ်သွားမလားဟာကွာအချိန်တိုင်းပဲပြင်းကွာလို့ဘယ်လိုဘယ်လိုကြီးနေတယ်ကြီးတယ်မလားအဲ့လိုမျိုးခံစားချက်မျိုးတဲ့ဟုတ်လားအဲ့လိုတွေးကြည့်တဲ့သဘောမျိုးပါအဲ့နားလည်ပြီနော်အဲ့တော့ဒါသူ့ရဲ့တွေးကြည့်တဲ့သဘောရပြီနော်အဲ့တော့တွေးကြည့်ပုံချင်းရာကိုဟုတ်လားဖန်တာဒီတွေးကြည့်ခြင်းလက္ခဏာရှိဘူးဆိုတာတွေးကြည့်တဲ့သဘောကိုဥပမာပြောပြီးရှင်းပြခဲ့သားမှာဆိုသူ့ရဲ့ဥပမာပြောပြီးပြောမယ်ဆိုလို့ရှိရင်အချိန်စားတာတွေကိုမြင်တဲ့ပုံကဟာတွေးတမျိုးမျိုးဖြစ်တယ်လို့ပါပဲဟုတ်လား ်ဒီတွားကြီးကြီးကြီးဖြစ်ချင်းလို့ပြည့်တယ်ဘေးကကိုလည်းမစားဘူးနဲ့ဘေးကနေတွားကြီးကြာဟုတ်တယ်မလားအဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါလေးတွေကိုပြောတာပါတဲ့ဒါကဖတ်တရဲ့သဘောသိသွားပြီနော်ဖတ်တရဲ့သဘောဆိုတာတွေးလိခြင်းလက္ခဏာသဘောရှိတယ်တွေးလိခြင်းမှတ်သားရှိပါတယ်တွေးလိခြင်းမှတ်သားရှိတော့ကြနန်တရားဆိုတော့တွေးလိခြင်းမှတ်သားဆိုလက်နဲ့လက်တူပါတယ်လို့ဒီလိုမျိုးတွေးကြည့်ကြရလို့ရတယ်အဲ့လိုတွေးကြည့်ကြရလို့ရတာတော့မဟုတ်ဘူးပေါ့နော် ဘာလို့ဆိုတော့အချင်းစားတာကိုမြင်ပြီးတော့ကြာတဲ့ဒီမျိုးကဖြစ်နေတယ်လို့မျိုးခံစားချက်နေနဲ့တွေ့ရှိတာမျိုးကိုကျွန်တော်ဖတ်တာလို့ဆိုလိုပါတယ်ဟုတ်ပြီလားရေကဲနောက်တစ်ခုကဝေဒယတိဝေဒယတိအာရမဏရတံအနုဘဝတိဒီဝေဒနာဒါဝေဒနာရဲ့အဓိပ္ပာယ်ပဲเนาะဝေဒယတိခံစားရဤဝေဒယတိခံစားရဆိုဘာကိုခံစားတော့အာရမဏရတံအာယုံရဲ့အရာတာကိုအနုဘဝတိခံစားတဲ့ဤသို့ကြောင့် ဝေဒနာဝေဒနာလို့ခေါ်တယ်အာယုံရဲ့အရတာတွေကိုခံစားတတ်သောကြောင့်ဝေဒနာဒါဟုတ်တော့အချင်းကျုပ်လက္ခဏာနည်းနဲ့တင်ပြီးဝေဒနာခံစားခြင်းသဘောတင်ပြီးမလိုက်ခန္ဓာအာယုံတွေ့ပြီးခြင်းနဲ့ပေါ့ဝေဒနာအာယုံရတာကိုခံစားခြင်းသဘောလို့တင်ပြီးမလိုက်အဲ့ဒါဒီဥစ္စာကိုပဲပြောတာပါသတ္တထိုဝေဒနာလေးဒီဝေဒိတလက္ခဏာအဲ့လိုပဲခံစားခြင်းလက္ခဏာအမှတ်တရှိပါတယ်ဒါဝေဒနာရဲ့လက္ခဏာဖော်ပြရပါစေခံစားခြင်းအမှတ်တရှိတယ် အဲ့တော့ဆက်ပြမှာကဘာလို့တော့အာရမဏရတနာဘဝနံရတနုဘဝနံဤပတ်တော်ဤမိုင်အာရမဏရတနုဘဝနံအာယုံရတာကိုခံစားခြင်းကိုသေတတံပြုတ်တာသေတတံပြုတ်တာဓမ္မကျွန်းနဲ့တံပြုတ်တရားတွေဟာဧကရိတမတ်တီမူဝဒစိတ်ဒေတဖြစ်တာလည်းရတနုဘဝနီအာယုံရဲ့အရတာကိုခံစားကြတဲ့အခါမှာတံပြုတ်တရားတွေခုနဝေဒနာရဲ့ရှင်ဘက်တံပြုတ်တရားတွေလည်းရှိတာဦး ဝေနာလည်းခံစားရတယ်ဝေနာရဲ့တံယုတ်ပြားရည်လည်းစိမ့်တဲ့ပြားရည်လည်းခံစားကြတယ်ပေါ့เนาะဒီလိုစိမ့်တဲ့ပြားရည်လည်းခံစားကြတယ်အဲ့လိုခံစားကြတဲ့နေရာမှာသီတတံယုတ်တဓမ္မာကျန်တဲ့တံယုတ်ပြားရည်ကတော့ဝေနာမှတပါကျန်တဲ့တံယုတ်ပြားရည်ကတော့အာယုံကြီးရတာကိုခံစားတဲ့ခါမှာဣဂရိတမတ်ဒီဘုရားဒီစိတ်တစ်ပိုင်းတော့ပဲခံစားတာဟုတ်ပြီเนาะဒီစိတ်တစ်ပိုင်းတော့ပဲခံစားတာပါတဲ့ရတ္တနုဘဝတိ ဒီကိရိတာမတ်တီနူကတစိတပိုင်းမြတာနဲ့အတန်အရတာကိုဟောအနုဘွန်ဒီခံစားကြပုံဧကန်တလောဘနာဧကန်စင်စစ်အနေနဲ့ကတော့ဣတရဝတ္တယအစိုးရခြင်းရှိသူဖြစ်ဖြစ်ဝါပိုင်စိုးပိုင်နေအပြင်ဝေဒနာဝဝေဒနာကတာနဲ့အနုဘဝတိခံစားပါတယ်အဲ့တော့ဝေဒနာနဲ့ကျန်တဲ့တံပြိုကြဓမ္မဒီအာယုခံစားမှုဘလို့ပွားလဲဆိုတော့ဝေဒနာကတာဝေဒနာကတာအာယုရတာပြည့်ပြည့်ဝဝခံစားတယ်ပေါ့သူနဲ့ရှင်ဘက်တံပြိုကြရတဲ့ဒစိတပိုင်းတော့ပဲ ံစားရတော့ဟုတ်လားဟိအဲ့တော့ဘာနဲ့တူတော့ဆိုတော့ယထာဟိတသူဘောဇနာရတနုဘဝနကဒါဇာဝိယအဲ့နဲ့ဘယ်လိုပြောလဲဆိုရင်ကောင်းတော့ဘောဇင်ကိုဒါတော့ခံစားတော့မင်းကဲ့သို့ရှင်မင်းကဲ့သို့ဟုတ်လားဟိရှင်မင်းပွဲတော်တည်တဲ့ခါမှာရှင်မင်းစားရင်အကောင်းဆုံးလူရှင်မင်းစားအညဉ့်ဉာဏ်လေးကိုဉာဏ်နဲ့စားကြတာပေါ့ဟုတ်တယ်မလားဟိ အဲ့လိုမျိုးပဲအဲ့ဒါနဲ့ပြူပါတယ်အဲဝေဒနာရဲ့ခံစားမှုတော့ကအကောင်းသားတွေကိုစားနေတဲ့စင်ပယင်နဲ့ပြူတယ်ကောင်းလာရတဲ့ပြူပြီးပဲတိတ်တာဟုတ်လားအရသာပြူပြီးပြီးကြသူကသူကကြီးပဲတိတ်လိုက်တာဟုတ်လားပြန်တဲ့ဟာတွေကြတော့ဘေးကအရသာလေးကိုပြန်တာပြန်တဲ့ဟိုအကျဉ်းပြန်လေးတွေတော့ပြန်တဲ့တမ်းမျိုးတရားတွေအရှိကြတာဟုတ်ပြီလားအဲ့ဒါအဲ့တော့ဒါဘာနဲ့ပြူလို့ဆိုတော့စင်ပယင်ပွဲတော်တရားနဲ့ပြူတော့စေတရီဟောပြခဲ့ပါဆိုတော့ဘယ်လိုလုပ်ရပါလဲ မေးတတ်တယ်ဒီမှာကျတော့စေတရေပိုင်းကျတော့ဒီဥပမာလေးတွေနဲ့ခြံပြောကြမေးတတ်တယ်ဒီမှာလည်းဥပမာလေးပြရတယ်တော့ပြောတယ်ဖတ်တာရဲ့သဘောနဲ့ဥပမာလေးနဲ့ပြတယ်ဟုတ်တယ်ကျွန်တော်ပြောတယ်ဒီကအချင်းစားတာကိုအမြင်ပြီးတော့သွေးပြနေတဲ့သွေးတက်လို့ရေဒီယိုဖြစ်နေတဲ့ပုံပုံရဲ့ပုံပုံနဲ့တူတော့စီတရိတ်ကိုပေါ်ပြနေတာမှဟုတ်လိုက်အဲနောက်အခုကြတော့ပါတော့မယ်အရသာကောင်းကိုခံစားနေတဲ့ပွဲတော်တဲနေတဲ့ ရှင်ဘရင်နဲ့တူသောစေတသိက်ကိုဖော်ပြခဲ့သမှာလို့ဒီလိုမေးလို့ရတယ်ပေါ့နော်။အဲဒါဆိုဘာလဲဆိုလို့ရှိရင်ဝေဒနာစေတသိက်ဒါကိုဆရာတော်သံဃာ့ဒီပါးကြီးလေးထားတယ်။ဘရင်မင်းနဲ့ပွဲတော်တယ်တို့ဆိုကြတာနော်။အဲဒါကြီးရှိတယ်။အဲတော့သံဃာ့ကလည်းလည်းရှင်းလိုက်မယ်။ရှင်းတော့ကြတော့ကိုယ့်အနေကိုပြန်ကြည့်ရောရေးလိုက်တာလိုပေါင်းမယ်ပေါ့နော်။ပြီးတော့ပြောလိုက်တယ်ဆိုလို့ရှိရင်အနေလေးဟောဖြစ်မယ်ပေါ့နော်။ဒီဘာသာဘာသာရသောက်ပြီးဘယ်ကြီးမလား။ဒီအဲ့ဒါလေးလည်းပြန်ပြီးတော့ကြည့်လိုက်။အဲ့တော့ဝေဒနာရဲ့သဘောလေးကိုလည်း သူကဒီစံပေါ်လေးဆရာတော်ရေးထားတယ်ဘယင်မင်းနဲ့ပွဲတော်တည်လို့တွဲတွဲအာယုံရတာဆိုလို့ကိုအောင်မှန်ထချမ်းမထခံစားဝေဒနာသဘောဒီเนาะအဲ့တော့အချင်းကျော်အပြင်မှတ်ရမှာဒီစံပေါ်တွေမရဘူးဆိုရင်တော့မှာဝေဒနာဒီဘယ်လိုနဲ့ဒီလိုလဲပေါ့နော်ပွဲတော်တွေကိုတဲပွဲတော်တွေတဲ့ရှင်ပြန်နဲ့ဒီလေအကောင်းသားတွေကိုဖုံးပြီးလုံးဆောင်နေတဲ့ရှင်ပြန်နဲ့ဒီလေဟုတ်ကဲ့ရှင်ပြန်နဲ့ဒီတော်စီသေးဆိုတဲ့ဒါလေ ဟုတ်လားဟဲ့ပြီနော်ကဲနောက်တစ်ခုသွားကြရအောင်ဒုက္ခာတိဝေဒနာပနတ္တဗေဒံတရားမြော်ဝတ်ဖြစ်သည်အတ္တထိုဝေဒနာဤဒုက္ခာတိဝေဒနာဒုက္ခစားရည်ဆိုဤစွမ်းဖြင့်ဗေဒံအပြောက်တော့တရားမြော်ဝတ်ဖြစ်သည်ကိုယ်တိုင်ဆိုမှာပဲဝေဒနာမျိုးစားမျိုးမျိုးပွဲတယ်ဆိုတာကိုနောက်မှဆိုပြအောင်လေဝေနာကဒုက္ခဝေနာဒုက္ခဝေနာရှိတယ်ဒေါမနတဝေနာရှိတယ်ဒေါမနတဝေနာဥပ္ပခဝေနာရှိတယ်စသည်နဲ့ဒီလိုတွေရှိသေးမလားအဲ့ဒါတွေကိုဒီပါဘူးပဲဆိုပြပါလိမ့်မယ်ဒါလည်းပြီလား ်ခက်တာမခက်ပါအောင်နော်နောက်အဲ့ဒါဝေဒနာရဲ့အဓိပ္ပာယ်ပြီးသွားတော့တင်ညာရဲ့အဓိပ္ပာယ်ဟောကရအောင်ခက်တာရဲ့အဓိပ္ပာယ်ပြီးသွားတယ်ဝေဒနာရဲ့အဓိပ္ပာယ်ပြီးသွားကြကထံဖတ်တော့ဝေဒနာတင်ညာလာတယ်မဟုတ်လားဒါတင်ညာရဲ့အဓိပ္ပာယ်လာမယ်နီလာတိဗေဒံဆိုကြအောင်နီလာတိဗေဒံအာရမဏယသေသာနာတိတင်ညာကတ္တဝါဇာနာတိတိတင်ညာဟုတ်လားဟဲ့ဒါတင်ညာရဲ့အဓိပ္ပာယ်ပေါ့နီလာတိဗေဒံအာရမဏနီလာတိဗေဒံ အညိုအစရှိသောအာရမဏအယုံကို သင်္ဇာနာတိမှတ်တိတတ်၏သင်ညာကတ္တဝဇာနာတိအမှတ်သားပြု၍တိတတ်၏ထို့ကြောင့်သင်ညာသင်ညာတိရဆိုအမှတ်သားလေးတစ်ခုပြုပြီးတော့ပြည်လိုက်။ဩဒီလိုဟာလေးဆိုရင်ဒီလိုရောက်မှလား။ဒီလိုပုံစံမျိုးဆိုလို့ရှိရင်ဘူပါလဒုံဒုံမျိုးဆိုရင်ဖေးပါနာပါလားစသည်ပေါ့နော်။ပုံလေးတွေဆွဲပြတဲ့အခါမှာအမှတ်အသားပြုပြီးတော့တိတဲ့သဘောလေးကိုဘာလို့ခေါ်လဲ။သင်ညာလို့ခေါ်ပါတယ်တဲ့။ဟုတ်ပြီလား။ သာထိုးတင်ညာကတော့တင်ဇာနမလက္ခဏာမှန်သားခြင်းလက္ခဏာပြီးပြီအဲတင်ညာရဲ့လက္ခဏာဘုရားကိုတင်ညာအာယုံကိုမှန်သားခြင်းသဘောလို့ကြည့်ရမလားအခုဘာလဲမှတ်လေးထားရမလားအဲအဲ့ဒါလေးကိုဟာမှတ်သားခြင်းသဘောအခါလေးကိုပတ်စံလေးထားရအရာငါပတ်စံကညင်းပြီဆိုလို့ညင်းရမငါပတ်စံတောင်းလေးမှာဘာပါတယ်ညာပါတယ်ဟုတ်လားကို့အမှတ်ကလေးနဲ့ထားတာပေါ့နော်အဲအဲ့ဒါမျိုးသဘောလေးပါတော့မယ်တင်ညာမှတ်ပြီးတော့ပြထားတဲ့သဘောကိုအဲ့ဒါတင်ညာမှတ်ပြီးပြီးတဲ့သဘောနော် ကဲဒါအဲ့ဒါကျတော့နောက်တစ်ထပ်ပြောင်းမယ်ပါလေတော့တာဟိဥပ္ပိစမာနာတာထုတင်ညာဒီဥပ္ပိစမာနာ ဖြစ်လာတော့ဓာရုအာတိတုတိတ္တအစရှိတိလို၌ဝိတ္တဂီအာနံလတ္တမအစရှိတိလို၏တင်ညာကရဏဝိယအမှတ်ပြုခြင်းကဲ့သို့เนาะပြီးတော့လတ္တမရေလို့တဲ့ကခဲ့ရလေးနဲ့အမှတ်ပြီးတဲ့ခဏလေးဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဟိုလာဒီချိုးကြောက်စက်ချိတ်တန်ကြောက်ချိုးဝိုင်းရောချိုးပွားနေတယ်เนาะ ကြည့်ရမလားလက်သမားတို့ကကြည့်ဘူးလားအဲ့ဒါနဲ့တူတယ်တဲ့နော်အဲ့တော့တင်သားစရှိတီဘုံမှာဒီလက်သမားတွေရဲ့အမှတ်အသားပြုခြင်းကဲ့သို့ပစ္စာနောက်၌တင်သားမက်တာတည်ခြင်းဤကာရဏဘုဒ္ဓံအကြောင်းပြုဖြစ်သော အာဃာရံအချင်းရာကိုခဲတော်လီ၍ဥပ္ပေစတိဖြစ်ပါတယ်သူရဲ့ပညာတော်လေးကလက်သမားတွေလိုပဲနော်လက်သမားတွေအမှတ်ပေးထားတဲ့ဒါဒီလိုလေးပြည့်စစ်ခက်တိုင်းဒါဆက်ရမလားတုံးရမလားဟုတ်လိုက်ဒီလိုကြတော့ဒီလက်သမားပြလိုက်ပြီ ်တက်ချီခတ်လိုက်ရင်ငန်းပြမယ်ရှင်တက်ချီခတ်လိုက်ညာပြချိုးရတော့အဝိုင်းလေးလုံးပြရကြည့်ရမလားအဖောက်အမာလေးဖောက်အမာပေါ့တို့လိုသင်နေတာလည်းရှိတယ်နော်အဲ့လိုမျိုးလေးအမှတ်သားပြုပြောကြဖြစ်ပါတယ်တင်ညာရဲ့သဘောလေးอ่ะနော်နားလည်ပြီလားတင်ညာပြုခြင်းဆိုတာနောက်မှာတိဖို့အတွက်ချင်းရလေးပေါ့မှတ်သားလိုက်တဲ့ချင်းရလေးနဲ့တူပါတယ်ဟုတ်ပြီလားနောက်မိမိတ္တကာရိကာယတာဝိတံယုတ်စတိ ဒါဝါရှိသောနိမိတ်တကာရိကာယနောင်အခါပြီဖို့ရန်အမှတ်အသားကိုပြုခြင်းပြုသောတင်ညာဤအတွေ့ဒါဝါယုတ်တိသိမှစေလို့နိမိတ်တင်နာရှေ့အမှတ်အသားဖြင့်သင်္သာနန္ဒီယဘနတိသောနောက်တင်ညာဤကကထံအပင်ဤရှေ့အမှတ်အသားနဲ့နောက်မှာတိဖို့အတွက်အမှတ်အသားအမှတ်အသားထားတယ်ဆိုတာတင်ညာမှဟုတ်ပါထားပါတော့အရှိမတိဖို့အတွက်နောက်ကအမှတ်သားကြတော့ဘယ်လိုလုပ်ယူနားလည်ရမှာလဲဆိုတော့မေးတယ်ပေါ့နော်။တာပိထိုအမှတ်သားတိခုနတပံအပရာယသဘာတော့ တင်ညာယတင်ညာဖြင့်သင်္ဇာနတ္တတိချင်းဤမိမိတံအကြောင်းကိုအာဃာရန်ချင်းရာကိုဘေးတွာယူ၍ဥပ္ပစေတိဖြစ်ပါれလူလူပဲပေါ့နောက်မှသိလို့လည်းဥပတ်တယ်ဆိုတာလေဒီသဘောပဲရှိပါれဟုတ်လားနောက်မှသိဖို့ဥပတ်ထားတာရောကုတိကိုနောက်မှတ်ထားတာရောဟုတ်လားကုတိကုတိအောင်လို့နောက်မှတ်သားပြုထားတာရောဒါလည်းပဲလူလူပဲလို့မှတ်ပါဒီလိုရတယ်နော်အဲ့တော့သာသွင်းဒီမှာဘာဘယ်လိုလေးသွားပြီးမေးလို့ရအောင်ဆိုတော့ညာ ဒါကြီးမသိတော့မှာဘာကြည့်ရမလို့ခင်ဗျာလက်သမားစပြီးနေသူတော့စစ်စစ်လေးဒီလာမှာပေါ့ online လက်သမားနဲ့ကြည့်တဲ့စီးလေးဘာလို့မှာတော့ခုပါကြောင်တင်ညာစစ်စစ်လေးပေါ့ online အဲဒါကိုဆရာတော်ဆောင်ဖို့ရေးထားတာရှိတယ်သူငယ်လက်သမားမှတ်ပြီးမှန်းသူအမားလဲကြီးအမှန်ကြီးကြီးမှတ်ပြီးလုံးတာသိပြီးမှတင်ညာသဘောဒီဒါတော့ဒီထဲမှာတော့လက်သမားလိုပဲကြားတယ်ကလေးသူငယ်မှတ်ထားတယ်လို့ကြည့်ကြည့်ရယ်ဟုတ်လား ကလေးလေးတွေပတ်ထားတယ်။အာဒါမျိုးကတော့ပတ်စံလို့ခေါ်တယ်။ပတ်စံလို့ခေါ်မယ်တန်ကြီးဘယ်လောက်မှန်းမသိဘူးကလေးလေးတွေဟုတ်လား။အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးမှတ်ရုံနဲ့မှတ်ပြီးတော့ပြည့်တဲ့သဘောလေးကိုအဲ့ဒါပညာလို့ခေါ်ပါတယ်။ဟုတ်လား။နားလည်လား။ဒီဒါကပညာရဲ့သဘောအဲ့တော့ဒီကကြောပဲကြည့်ပြီးတော့မေးမယ်ဆိုရင်တော့တော့ပြောတယ်ရှင်ဘီရင်နဲ့တူတဲ့စေတသိက်တော့တော့ကတော့ပါတော့ အချင်းစားတဲ့အခါတရွေအချင်းစားတာကိုမြင်ပြီးတော့တရွေဖြစ်တာနဲ့တွေ့တဲ့စီတိတ်ပေါ့ဟုတ်လားဒီလိုမျိုးလေးတွေနေတတ်ပါတယ်စီတိတ်ရမှာတော့နားလိုက်လားကဲနောက်တစ်ခုသွားရအောင်ကထံပတ်သောဝေဒနာတင်ညာတင်ညာပြောပါတော့ဟေးစေရနာလာလိမ့်မယ်သွားရအောင်စေရနာစေတေတိစေလီလီအတ္တနာတံပြုဒ္ဒဓံမေအာရမနေအဘိတန္တဟတိသင်္ခဏဘိတကရေဝါ ယာမာရမာမိဇ္ဇတိဒီစေရနာအဲစေရနာရဲ့အဓိပ္ပာယ်ပေါ့နော်စေတေတိစေသောတ္တဤဘလို့စေသောတ္တကအတ္တနာမိမိနဲ့တကွအတံပြုဒ္ဒဓမ္မေမိမိနဲ့တကွရှင်ဘယ်တရားတွေကိုအာရမဏေအာယုန်၌အဘိတန်တဟတိစေသက်ပိဒ္ဒဤဒါဟုတ်တို့ဆရာတော်အနေပြီးတော့ဆရာတော်သူ့ရဲ့လက္ခဏာကိုကြားတော့ဘာလို့ဘယ်လိုကြားတော့လဲစေရနာအဲတော့ အဲ့လိုရတာလို့ချင်းကြီးမှာတော့စေရနာစေတော်ခြင်းတော်လေဟမ်အဲ့ဒီတော့ကြည့်စားကြည့်စားမှာဘယ်လိုပြထားတာလဲတရားတည်တော်ညတော့ဝိဓိခံစားမှတ်သားလေးပေါ့ဝိဓိခံစားမှတ်သားလေးပေါ့ဥပ္ပါဒေဒိဋ္ဌိစေရနာစေရနာစေရနာရောကို အဲ့ဒါအဲ့ဒါပြောတာဒါအဲ့ဒါနဲ့တွေ့ပြီပဲဟုတ်လားအဲ့ဒါလေးမှတ်တာအဲ့တော့စေတေတိစေတော်တယ်တဲ့ဘလိုလုံးဆိုတော့အတ္တနာတံပြုဒ္ဒတံနဲ့မိမိနဲ့တကွာတံပြုတရားတွေကိုအာရမဏိအာယုန်နဲ့အဘိတန်တဲ့ဒီစေတော်တတ်ဤဟုတ်ပြီလားဟဲ့နောက်သင်္ခဏဘိသင်္ခရဏိဝါဝါဒနိယမြောရင်သင်္ခဏအဘိသင်္ခရဏသင်္ခဏတရားတို့ကိုပြုစီမံခြင်း၌ဗျာပါဒမပိစတိလုံးလာဆိုင်ပြီတယ်ဒါကိုစေတော်တော်ပြောလို့ရတယ်နော် ရာသံမျိုးတရားတို့ကိုစေစောပြီးခြင်းသဘောကိုစေရနာလို့ခေါ်ပါတယ်တဲ့တထိုင်းဒုစကားမှန်အယမေဝါဤစေရနာကိုသာအဘိသင်္ကရဏီသင်္ခတာတရားကိုပြုစီမံခြင်း၌ဗရာဏတာပြဌာန်းသည့်ဖြစ်ကြောင်းဝိပင်ကေခန္ဓာဝိပင်ပါဠိတော်၌သုတ္တန္တပါဇဏီရေသုတ္တန္တပါဇဏီရနိ၌သင်္ခါရခန္ဓာဝိပဇန္တိနာသင်္ခါရခန္ဓာကိုဝိပန်တဲ့အခါမှာမြတ်စွာဘုရားကသင်္ကတမဘိသင်္ခရဏီသင်္ခါရတိဝတ္တဝါသင်္ခတံသင်္ခတာတရားတွေကိုဘိသင်္ခရဏီ ြုစီမံတော်ဤသို့ကြောင့်သင်္ခါရသင်္ခါရဆိုပြီးတော့ဝတ္တဝါဆိုတော်မူရောပြီးတော့စကုတံဘတ်သာစေနာတရားဤနာနေရိတ်သာဒါတွေတော့သူအထောက်ပြရတာပါနော်ဒါတွေတော့တာကြီးတော့မဖတ်မမှတ်လေရတယ်အဲ့တော့ဒီမှာချင်းကျုပ်လေးမှတ်ထားမှာတော့စေနာရဲ့ဒိဗေနဲ့နောက်သူ့ရဲ့အမှတ်သားသူ့ရဲ့လက္ခဏာပါလဲဆိုတော့တာစေပြီးကြလက္ခဏာအဲ့ဒီစေနာကြီးစေစောပြီးခြင်းလက္ခဏာရှိပါတယ်စေနာရဲ့လက္ခဏာပေါ်ရမယ်စေစောခြင်းလက္ခဏာဒါတွေတော့ဒီမှာလည်းပြည်ပြီးပြည်ပြီးလားနော်အဲ့ဒါလေးဒီပဲ ဲ့တော့နောက်တဲ့ဥပမာလေးကိုလည်းမှတ်ရမယ်။ဘာနဲ့တူတော့ဆိုတော့ဇိဋ္ဌသိဒ္ဓမဟာဝတ္တကိအာဒီအာဒယောဝိယတာကိစ္စပရာကိစ္စတာရိကာတိဓာတ်တပံအဲ့ဒါလေးနည်းလေးလက်ပြအောင်ဇိဋ္ဌသိဒ္ဓဇိဋ္ဌသိဒ္ဓမဟာဝတ္တကိအာဒယောဝိယတပြည်ကြီးတသမဆရာကြီးစာရှိသူတို့ကဲ့သို့တာကိစ္စပရာကိစ္စတာတကံ မိမိကိစ္စသူတို့ဘာကိစ္စကိုပြည်စီရတော့သဘောတရားကိုတတ်တတ်ပဲမှတ်ထား၏တပည့်အကြီးတွေနဲ့လည်းတွေ့တယ်တနည်းအားဖြင့်လက်သမားဆရာကြီးတွေနဲ့တွေ့တယ်အော်တပည့်အကြီးတွေတပည့်အကြီးတွေဆိုလို့ရှိရင်အောက်ကအောက်လက်တွေသာသူ့ထက်နေတဲ့တပည့်လေးတွေကိုလည်းဂရုစိုက်ရလို့ဆရာသမားပြန်လာတဲ့အန္တရာယ်လည်းနားထောင်လို့ကြာဂရုစိုက်ပြရတယ်နော်အဲ့လိုပဲဒီစေနာလည်းပဲအဲ့လိုရှင်ပဲတရားတွေလည်းဂရုစိုက်ရသေးတယ်သတိမနော် အဲ့လိုဒီဆိုင်တဲ့သဘောလေးပါအဲ့တော့ဒီမှာမှတ်ရမှာတော့တပီကြီးနဲ့လည်းတူတယ်။နောက်လက်သမားဆရာကြီးနဲ့လည်းတူတယ်လို့ဒီလိုလိုမှတ်ရမယ်။ဟုတ်ပါတယ်။ကဲအဲ့ဒါကိုဆရာတော်နဲ့စောင့်ဖို့လေးဟဲ့လေပိုင်းရှင်ကြီးတပီကြီးတို့သုံးကြီးပုံကအာရုံရနဲ့စိတ်ဆက်စီမှုစော်အော်ပြီးမှတ်ရှုစေလားသဘောဒီဆိုအဲ့ဒီစောင့်ဖို့လေးတွေကတော့ဘာပဲပြလိုက်တော့မပြတ်ကျုံလို့လုပ်နေတဲ့သဘောသဘာဝလေးပြအောင်မှတ်တာဟုတ်ပါတယ်။အဲ့တော့ဘာနဲ့တူတော့စိတ်စိတ်ဘာနဲ့တူတော့စိတ်စိတ်ဒါမျိုးလေးတွေ မေးလာတဲ့တင်ဟုတ်ပြီလားအဲ့တော့ဒီမှာတော့ဒပီကြီးရဲ့လက်သမားဆရာကြီးနဲ့တူတယ်အဲ့တော့ဒီကားလူကြီးကိုစောအောပြီးတဲ့သဘောပေါ့နော်နောက်ဧကကတာတို့ဝိတ္တတို့ဝိသရာပီတိနံဧကကတာရဲ့အကြောင်းဝိတ္တရဲ့အကြောင်းဝိသရာရဲ့အကြောင်းပီတိရဲ့အကြောင်းတော့သရူပဝိဘဝနံတယုတ်ကိုထင်စွာပြခြင်းဖြင့်ဟိထာအာဂဒမြောနောက်ရှေ့တော်ကဆိုခဲ့ပြီးသားနော်ဧကကတာရဲ့အကြောင်းပါခဲ့ခလားဧကကတာအကြောင်းပါခဲ့ပြီးဝိတ္တရဲ့အကြောင်းပါခဲ့ခလား ဝိတက်ရဲ့ကြောင်းဝိဇာရရဲ့ကြောင်းဘာကဲ့ပီတိရဲ့ကြောင်းဘာကဲ့ခလာရဲ့ဒီမှာဘာကဲ့လေတော့ဝိတက်ကဝိဇာရပီတိတို့ကဒါသတိတန်တော့အဖွင့်ပါခဲ့ခလာရဲ့စိတ်ပိုင်းမှာတော့ဘာကဲ့ဒီခဲ့နားလေလားအဲ့တော့အကုန်လုံး లైవ్ မကြည့်နိုင်တော့မှဘာလို့သိရမလဲတော့ဖတ်တသူ့ရဲ့လက္ခဏာဘာတော့နော်သန္တရဲ့ဒိဗေသူရဲ့လက္ခဏာဘာတော့ဥပမာလေးပြောရရင်မှဒါလေးတော့ကြည့်ရမယ်ဝေဒနာ သူ့ရဲ့အသေးပဲဘာတော့သူ့ရဲ့လက္ခဏာဘာတော့သူ့ရဲ့အသေးပဲလူနဲ့သူ့ရဲ့အာကိုပြည့်ပြန်ကမ်းမှာမလိုက်နော်တင်ညာသူ့ရဲ့ဘာတော့လက္ခဏာသူ့ရဲ့အသေးပဲဘာတော့တင်ညာတော့မှတ်သားခြင်းတော်မှတ်သားတဲ့တော်ဒီကိုတင်ညာအဲသူ့ရဲ့လက္ခဏာရောဘာတော့အဲတော့သူကဘာနဲ့ဒီလိုနော်သူနဲ့ဒီကဘာတော့မလိုက်ဒါလေးတွေကိုသိရမယ်နောက်သူ့ရဲ့စေနာစေနာရဲ့အသေးပဲဘာတော့ပေါ့နော်သူ့ရဲ့လက္ခဏာရောဘာတော့သူနဲ့ဒီကကလူတွေတော့ဟုတ်လားဟုတ် အဲ့ဒါလေးတွေကိုတော့ကြည့်ရပါမယ်နားလည်ပြီနော်အတံဘတ်တော့ဝေဒနာတင်ညာစေဒနာကဲလောစေဒါနေကိုဒါလေးကိုဒီလောက်နဲ့တော့ရအောင်တို့ပွားသွားကြအောင်ဒီကကြောနော်တင်းကျုပ်ပါလိမ့်ရဲ့တော့ကြအောင်သူ